အားလုံးပဲမင်္ဂလာပါဒီနေ့ရော SPS ဗီဒီယိုလေးနောက်ထပ်ထပ်လုပ်ပြီးသွားအောင်မယ် SPS ဆိုတာဘာလဲပေါ့ SPS ဆိုတာဟာ Order နဲ့ Reader ကြားရတဲ့စကားဝိုင်းလေးဖြစ်ပါတယ်အဲ့ထက်မှာ Fan Fact တွေအများကြီးပါတဲ့အပြင်ပောက်ကရမိကွန်းလေးတွေလည်းပါတာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့တောင်းဆိုလိုက်ပါတယ်ပထမတစ်ခုကတော့ Frankie ပါ Frankie ဟာ Fashion ကိုအရင်ကိုစိတ်ဝင်စားပါတယ်ဒါကြောင့် Cyber ဖြစ်နေတာတော့မှ Frankie ရဲ့ Fashion တွေကအရင်ကိုလမ်းနေတာပါ Story ဒီထဲမှာဥစ္စာပုံဆွဲလာဆုံးဆိုတာကို confirm ထားတာကြားပါမယ် ဘာလို့လဲလူတိုင်းသိကြပါတယ်ဒါပေမဲ့ဥစော်ပြီးရင်အလားဆုံးကတော့ Frankie ပါဘာဖြစ်လို့လဲဆိုတော့ Frankie ဟာအဆောက်အအုံကြီး construction တွေမှာအမြဲပုံဆွဲနေရတဲ့အတွက်ကြောင့်မို့လို့အရန်ကိုလှနေရတာပါ Diva Fruit ကိုချက်ဆိုင်ကောင်းလားဆိုပြီးတော့ fan တယောက်ကမြည်ခဲ့ပါတယ် Ora ပြန်ပြောခဲ့တာကတော့ Diva Fruit ကိုစံကြီးချက်ရင်တောင်မှအရသာအကောင်းမှမဟုတ်ပါဘူးအရင်လိုပဲစိုးနေမှာပါဆိုပြီးတော့ပြန်ပြီးတော့ပြောခဲ့ပါတယ်နောက်ထပ် fan တယောက်က Zoro ကိုဘာဖြစ်လို့လမ်းပြောက်ဆန်းကြီးပေးခဲ့ရလဲဆိုပြီးတော့မေးခဲ့ပူပါတယ်။ဒီရဲ့ဖြေကို Oda ကဖြေခဲ့တာကတော့ ဇူရိုကိုကာရိုက်တာဆွဲတဲ့အချိန်မှာဇူရိုကအရန်ကိုပါဖက်ဖြစ်နေတယ်။အရန်ကိုမိုက်လွန်းနေရကြောင်မလို့သူ့ကိုအားနည်းချက်တခုပေးရမယ်။အဲ့ထဲမှာသူကလမ်းပျောက်ဆွမ်းယူပြီးလိုက်တာပါဆိုပြီးတော့ပြန်ပြီးတော့ပြောသားခဲ့ပါတယ်။အိုရာကချော်ပိုက်ရဲ့တမင်လက်နဲ့ဘလိုမျိုး rock paper scissors ကိုဆော်လဲဆိုပြီးတော့တခါပုံဆွဲပြခဲ့ဦးပါတယ်။ပုံမျိုးလုံးကတူနေတော့ကြတော့ညစ်လို့ကောင်းတယ်လို့ကျွန်တော်ထင်မိပါတယ်။ SPS တွေမှာဆိုရင်အိုရာက1 piece တရားပစ္စည်းတွေကိုလူအဖြစ်ဆွဲပေးပြီးပါတယ်။ဒါတွေကိုလည်းအများကြီးတွေ့မြင်ရပါတယ်။ ပထမတစ်ခုကတော့ဆိုလိုပါဆိုလိုလက်ထက်ကဒါသုံးယောက်ကိုလူဖြစ်ဆွဲပေးခဲ့မှုပါတယ်ဒီလူသုံးယောက်ကိုလည်းဖန်အတီအများကြီးကိုရှိခဲ့ပါတယ်ဖန်အတီကလည်းတော်တော်လေးကကြီးလို့ကောင်းခဲ့ပါတယ်ဘရုတ်ရဲ့ဓာတ်ကိုလည်းတော်တော်ကိုမိုက်အောင်ဆွဲပေးခဲ့မှုပါတယ်ဘရုတ်ရဲ့ဓာတ်ကဘရုတ်လိုပဲအသက်ကြီးနေရတော့တွေ့မြင်ပါပါမှတ်မိကြလားတော့မသိဘူးဆိုဂီခင်းလူဖီနဲ့ချော်ပါတို့ကိုလက်မှတ်တစ်ခုပေးခဲ့ပါတယ်အဲ့လက်မှတ်ကိုလည်းအူရာကနေပြီးတော့မှပြန်ပြီးတော့ဆွဲပြခဲ့ပြီးသားတည်း ောက်ထပ်တစ်ခုကတော့ wallet အဟောင်းဟာနာဖူတာရဲ့အကြောင်းပါဟာနာဖူတာဆိုရင်ပေရှွတ်နဲ့ဦးတီတို့ရဲ့အဖေဖြစ်ပြီးတော့အေးဆန္ဒယူတာခံခဲ့ရတဲ့ wallet ဟောင်းတယောက်ဖြစ်ပါတယ်ဆိုဝမ်ဖရူတွေကိုစုရတာကြိုက်တဲ့ဟာနာဖူတာဟာကိုင်ရူနဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်ဆိုပြီးတော့အိုရာပြောခဲ့မှုပါတယ်နောက်ထပ် fan တယောက်ကတော့ကိုအေးမယ်ရီရဲ့ spirit ကိုစိတ်ကူးရင်တတ်တတ်ထဲထားတာလားအပြည့်အဖယ်ရီထီကိုထဲထားလားဆိုပြီးတော့မေးခဲ့ပါတယ်အိုရာကတော့ဂျာမန်တရဲဟာဖယ်ရီထီကိုထဲထားတယ်ဆိုပြီးတော့ပြပြေးခဲ့ပါတယ် နောက်ထပ် Skype နဲ့ပတ်သက်တာတစ်ခုကိုပြောပြရရင် Skype မှာ San Jin နဲ့ကနေခဲ့တဲ့လူကဘယ်သူလဲဆိုပြီးတော့မေးခဲ့ပါတယ်။အဲအမျိုးသမီးကတော့လွန်ခဲ့တဲ့နှစ်လေးစရာ Skype ရရဲ့ miss ဖြစ်ပါတယ်။ Skype မှာလည်းအလားဆုံးဆိုပြီးတော့ပြောခဲ့ပါတယ်။ဒါပေမဲ့ San Jin နဲ့ကနေတော့ကတော့အဲ့လိုမျိုးမဟုတ်ခဲ့ပါဘူး။နောက်ထပ် fan တယောက်ဟာဆိုရင်တော့ manga ကိုပူတာဆွဲပြီးဆိုရင်မျက်နှာ expression တွေကိုဘယ်လိုလုပ်လဲဆိုပြီးတော့မေးခဲ့ပါတယ်။ဒီ expression တွေကိုပူတာဟာမှန်တယ်မှာကြည့်ပြီးတော့ဆွဲခဲ့တာဆိုပြီးတော့ပြန်ပြီးတော့ပြောခဲ့ပါတယ်။ ဆိုတော့ဘယ် expression ဘယ်မျက်နှာမဆိုပိုတာဟာမှန်ထဲမှာကြည့်ပြီးတော့ရေးဆွဲခဲ့တာပဲဖြစ်ပါတယ်နောက်ထပ် fan တယောက်ကတော့ Robin အသိဉာဏ်ဘယ်လောက်ရှိလဲ Robin ဘဟုသုတဘယ်လောက်ရှိလဲဆိုပြီးတော့မေးခဲ့ပါတယ်အဲ့အတွက် Ora ဖြေခဲ့တာကတော့ Ohara က Saudi ကိုအကုန်လုံးသိလားအဲ Saudi အကုန်လုံးတအုပ်မကြံဟို Robin ကနှစ်ခါနဲ့အထပ်ဖတ်ခဲ့ပါတယ်ပြင်းစရာကောင်းတဲ့ Saudi ကအစားသူနှစ်ခါလောက်ကအနည်းဆုံးဖတ်ခဲ့ဦးပါတယ်နောက်ထပ် fan တယောက်ကတော့ One Piece World မှာအကျဉ်းဆုံးလူကိုပြောပြခိုင်းခဲ့ပါတယ် ။အူရာကလည်းအဲအကျန်းဆုံးလူကဤမူလည်းမဟုတ်ခိုင်ရူလည်းမဟုတ်ပါဘူး။အဲ့ဒါကတော့ဇန်ညွင်းရည်သူပဲဖြစ်ပါတယ်။ဇန်ညွင်းရည်သူဖြစ်စေချင်တာဖြစ်ခိုင်းရတဲ့အတွက်ဇန်ညွင်းရည်သူကအကျန်းဆုံးလို့ပြောပြီးတော့ပြောခဲ့ပါတယ်။နောက်ဖန်တယောက်ကတော့ what if session ကိုပန်ပြီးတော့မိခဲ့ပါတယ်။အဲ့ဒါကတော့ဇိုရိုတာမရင်းတယောက်ဖြစ်နေဆိုပြီးတော့ပါအူရာပြန်ဖြေခဲ့တဲ့ဇာလန်ကြီးတစ်ပုဒ်ကတော့ဆိုရိုကပင်လယ်ဓားမြတွေကိုလိုက်ဖမ်းရင်းနဲ့နိုင်ငံတစ်ခုကိုရောက်သွားမယ်။အဲ့နိုင်ငံမှာလမ်းနေမိုင်းနဲ့သူကနိုင်ငံရဲ့ဘယင်ဖြစ်သွားမယ်ဆိုပြီးတော့ နားထောင်ရတဲ့ကောင်းတဲ့ဇာလန်လေးတစ်ပုတ်ပဲဖြစ်ပါတယ်။ဖန်တိုင်းတည်ကျင်ကြတဲ့မိဘကိုမိခိုင်းရမယ်ဆိုရင်လူတိုင်းက will of ဒီအကြောင်းပဲမိရမှာပါ။အဲ့လိုပဲဖန်တယောက်ကဒီရဲ့အကြောင်းကိုမိခဲ့ပါတယ်။အိုရာကပြန်ဖြေခဲ့တာကတော့ဒီရဲ့အတိတ်ပဲဟာ don't s ဖြစ်ပါတယ်။နောက်ထပ်ဖန်တယောက်ကတော့အိုရာဆန်းစဲဦးစောရဲ့အကြမ်းဆုံးတိုက်ခွတ်ကဘာလဲဆိုပြီးတော့မိခဲ့ပါတယ်။အိုရာကဦးစောရဲ့အကြမ်းဆုံးတိုက်ခွတ်ကရန်သူဘလောက်ကြီးမားနေရဲ့ရန်သူဖြစ်နေပါစေတတ်ခိုင်နိုင်နေဆိုပြီးတော့ပြန်ဖြေခဲ့ပါတယ်။ အတိုက်ခတ်ကတော့ငါလိန်နေရမဟုတ်ဘူးဆိုပြီးတော့ရုပ်တီနဲ့ပြောနေတာပါတကယ်ကျမ်းလုံးမှာဆိုရင်ရန်သူတွေတောင်မှသူ့ရဲ့အစကားပေါ်မှာတွေ့ဝေပြီးတော့ဖြစ်နေတတ်ပါရဲ့ဆိုပြီးတော့အိုရာကပြန်ပြီးတော့ပြောသွားခဲ့ပါတယ်နောက်တဲ့စာဖတ်တဲ့ reader လေးတယောက်ကတော့အိုရာ marine ရဲ့ pirate တွေကိုဘာဖြစ်လို့မုန်းနေရလဲဆိုပြီးတော့မေးခဲ့ပါတယ်အိုရာပြန်ဖြေခဲ့တာကတော့အခုမပေးလို့ပါဆိုပြီးတော့ပြန်ဖြေခဲ့တယ်သူတို့လိုအပ်တာကလုပ်ပြီးရယ် pirate တွေကိုလည်းသူတို့လက်အောက်ရအောင်ခေါ်ကြတာအတိအတိုင်းဖြစ်တာကြောင့်မလို့ Walker Batman ကသူတို့အတွက်လိုအပ်ရင် ပိုက်တွေလည်းခေါ်ကြတာကိုသိရမှာပါ။ SPS တခုမှ Luffy, Ace, Kaido ကိုတူညီတဲ့စွမ်းရည်နှစ်ခုရှိတယ်ဆိုပြီးတော့ဦးရာပြောသွားခဲ့ပါတယ်။ပထမတခုကတော့စိတ်စွမ်းရည်ဖြစ်ပါတယ်။နောက်ထပ်တခုကတော့ဘယ်နေရာရောက်ရောက်အိတ်နိုင်တာပါ။မတ်တရက်တောင်မှမြင်းနေလိုမျိုးအိတ်နိုင်တယ်ဆိုပြီးတော့ပြောသွားခဲ့ပါတယ်။ဒါကတော့သူတို့မြည်ဖို့၃ရောက်ရဲ့ Sleeping Heavily ပဲဖြစ်ပါတယ်။နောက်ထပ်ဦးရာပြောခဲ့တဲ့ SPS တွေကအကြောင်းလေးကတော့ချော့ပါအကြောင်းပါ။ ချော့ပါဟာလူဖီဘာပြောပြောယုံပါတယ်။လူဖီလာပေါ်သွားမယ်ပြောရင်တော့မှသူကယုံပါတယ်။ဒါအတွက်ကဘာဖြစ်လို့လဲဆိုတော့ချော့ပါဟာအရန်ယူသားပြီးတော့အင်နိုဆက်ဖြစ်တာကြောင့်အတကြောင်းလူဖီကလည်းပြောပြီးရေဘယ်ကမစိုးဖြစ်အောင်လုပ်တတ်တာကြောင့်မလို့လည်းဖြစ်နိုင်ပါတယ်။ SPS တကူမှာ Ora ဟာ1 piece form မှာအစနောက်အတန်တော့လူတယောက်ကိုပြောခဲ့ပါတယ်။အဲ့ဒါကတော့ Pro ပါ။ Pro အစနောက်ဘလောက်တောင်ကျန်လဲဆိုရင် Zoro နဲ့ Sanji ကိုပါတင်မောပေါ်ပြုတ်ကြရဲ့ဒီလန့်အောင်စခဲ့ဘူးပါတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ နောက်ထပ် reader လေးမိခဲ့တာတကူကတော့ကဘာအတ္တမဆုံးသာသမမီဟော့ရဲ့အားနေချက်ကိုမိခဲ့ပါတယ်။မီဟော့ရဲ့အားနေချက်ကတော့ချင်းဖြစ်ကြောင်းကိုဟိုရာကပြောခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူသားကချင်းဖမ်းဖို့အတွက်အရန်ကြီးနေလို့ဆိုပြီးတော့ပြန်ပြီးတော့ဟာတာလုပ်ခဲ့ပါတယ်။အားလုံးပဲ One Piece ကိုဘဂီရသွားမယ်ဆိုပြီးတော့တွေးဘူးပါသလား။အဲ့ဒါကို Fan တယောက်ကတွေးဘူးပြီးတော့ဟိုရာကိုမိခဲ့ပါတယ်။ One Piece ကိုဘဂီရရနိုင်သလားပေါ့။ဟိုရာကတော့0.01%တောင်မရှိဘူးဆိုပြီးတော့ပြောခဲ့ပါတယ်။ တကယ်လို့မပက်ဂီတာဝမ်ဖီဆရာအောင်လောက်ရမယ်ဆိုရင်သူဇလန်ကိုအစနေပြီးတော့မပြန်ဆွဲရမယ်ဆိုပြီးတော့ပြောသွားခဲ့ပါတယ်။ဒါရီကတော့ SPF volume နဲ့ Q&A လေးတွေပါ။ပိုကောင်းတဲ့ဗီဒီယိုကြီးကြည့်တင်သေးရဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်ပြီးသွားကြပါအောင်။အားလုံးပဲပြန်တွေ့ကြပါမယ်။